မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selling Global Channel ကနေဒီဇင်ဘာ9ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Chronicron ဆိုပြီးမြန်မာနိုင်ငံမှာပဲဝင်လုံးကောင်းတဲ့လတာပြနေတဲ့ဝတ်မုံရွှေကိုရှက်တောင်းပညာပြလိုက်တဲ့မင်းသမီး၃ဦးတည်။ညီဖြစ်သူမင်းသွေးရဲ့အုပ်ကူကိုတန်ရှင်းရအောင်မှန်မှန်မလုပ်လို့လူပြောများနေတဲ့နေတို့တည်။မိဘဖြစ်သူကိုလမ်းစဉ်တင်ရချီပြီးအပုံလိုက်ကြည့်ပေးခဲ့ကြောင်းကိုရိုင်းဖြစ်ရှင်းလာတဲ့ပိုင်းတကွန်တည်း 2025အတွင်းဖြစ်ပွားခဲ့သောမြန်မာပြည်ကရဲ့ပေါင်းစုံတည်င်းလိုင်းဘော့ကလူတွေကြောင့်စိတ်မကောင်းဖြစ်လို့ဆေးရုံရောက်သွားတဲ့ပိုင်းကောမီဒေါကင်ကျူတည်င်းပဲဖြစ်ပါရဲ့ရှင်။ခရိုနီဂရာဆိုပြီးမြန်မာနိုင်ငံမှာပဲဝလုံးကောင်းတဲ့လတာပြနေတဲ့ဝတ်မုံရွှေကိုရှတ်တောင်းပညာပြလိုက်တဲ့မင်းသမီးတုံးမင်္ဂလာပါပြိတ္တများရှင်။ ဝမ်မုံရွှေရာဆိုရင်အိမ်တောင်ကြပြီးကလေးကသူရဲ့ခရိုနီခင်မုန်းကြီးကိုဘဲပွဲတက်တန်းအမြဲတမ်းလွလွလက်ချိတ်ကခေါ်လေးရှိပြီးတော့သူကသူလည်းမြမတနိုင်ငံလုံးမှာအချမ်းသာဆုံးနဲ့အဆင့်တန်းရှိဆုံးတော်ဆုံးတက်ဆုံးမင်းသမီးတယောက်ဖြစ်သမတ်ပင်နေနေတာပါဒါပေမဲ့မြမနိုင်ငံလေးထဲမှာတော့အခုလုံမော်ကျွားနေတဲ့သူကိုဒီသုံးယောက်ကတော့ပညာပြသွားကြပါပြီပထမဆုံးတယောက်ကတော့တဲဆူညီမ တဲတဲကတော့ဝင်းမုံရွှေရင်လိုမျိုးအသက်ကြီးလာခါမှယောက်ျားကောက်ယူပြီးတော့ကုံစားပြနေရမဟုတ်ဘဲနဲ့ဝင်းမုံရွှေရင်ရဲ့အသက်ထက်ဝက်กว่าတဲ့အထိငငယ်ရွယ်ရွယ်ကလေးဖြစ်တာတော့သူအားသူကိုပြီးတော့မြန်မာတနိုင်ငံလုံးသားမကကဘာကဘာတင်းရည်တင်အောင်မြင်ကြကြတဲ့မိမပြူတူဖြစ်အောင်ရက်တီပြန်လိုက်ပါတယ်။ အသက်၂၀ရောင်မပြည့်သေးတဲ့ခုလိုမိန်းကလေးတယောက်ကတိုင်းတီပြည်တီကဘာတီဖြစ်နေတာကြောင့်မို့လို့ဝမ်မုံရွှေရင်တို့မျိုးမြန်မာနိုင်ငံမှာပဲနမည်ကြီးပြီးဝလုံးကောင်းတဲ့လာတာနေသူတယောက်မဟုတ်ဘူးဆိုတော့ကိုခက်ချီချီပညာပြသွားတာပါဒုတိယတယောက်ကတော့မိမိကိုကိုဖြစ်ပါတယ်မိမိကိုကိုကလည်းခရိုနီယာကိုပြီးတော့အောင်မြင်လာတာမဟုတ်ပါဘူးသူရဲ့တင်းဥဆောင်စွမ်းစားနေသူကိုယ်တိုင်စူးစမ်းပန်းစားအောင်မြင်မှုခင်းလန်းပေါ်ကိုရောက်ရှိလာခဲ့တဲ့သူတို့ပါ အခုဆိုရင်လည်းမြန်မာနိုင်ငံတည်းမှလည်းမကားပါဘူးတရုတ်နိုင်ငံထင်အောင်ပွဲရီတက်စုတွေယူပြီးတော့ကမ္ဘာကျော်မင်းသမီးတယောက်ဖြစ်လို့သွားပါပြီမြန်မာနိုင်ငံအတွင်းကမင်းသမီးတွေကတော့သူကလုံးဝရှင်နိုင်တော့မင်းဖြစ်မှာဘူးဒါကြောင့်မို့လို့ဂုံစားရတယ်ဆိုတော့အခုလိုမျိုးကမ္ဘာတိကမ္ဘာကျော်အောင်မြင်မှရမယ်ဆိုတော့ကိုဝိမုံရွှေရင်တင်အောင်လို့ပပလီပညာပြသွားတဲ့သဘောပါပဲတတိယတယောက်ကတော့မင်းမြင့်မှုဖြစ်ပါတယ် မင်းမြင့်မော်ဟာဆိုရင် MRT4 ရုပ်သံဇလန်းတွဲတွေကနေတစဉ်ပြည်တဲ့ရဲ့ရှင်းတဲ့ကိုဝင်ရောက်လာခဲ့တဲ့မင်းသမီးလေးတယောက်ပါ အခုဆိုရင်တော့ကိုရီးယားနိုင်ငံအထိပါလွှမ်းမိုးသွားခဲ့တာဖြစ်ပြီးတော့နိုင်ငံတော်ဝန်အထူးကြောင့်ပြောင်ပြောင်ဆုံးမင်းသမီးစုကိုစုကူရရှိခဲ့တာဖြစ်ပါတယ်အဲဒီစုကြည်ကကိုရီးယားနိုင်ငံမှာမော်ချောစွာတွန်းယူကနိုင်ငံခြားတီခုလူတွေကြော်ကြားမှချိန်မိုးလိုက်ရတာဖြစ်ကြောင်းခပ်ပါပါလေးတစ်ခွက်ပြောက်သွားတာပါပဲရှင် ညီဖြစ်သူမင်းသွေးရဲ့အုတ်ကူကိုတန်ရှင်းရင်တော့မှန်မှန်မလုပ်လို့လူပြောများနေတဲ့နေတူတေယုံဆောင်မင်းသားနေတူကတော့ညီဖြစ်သူမင်းသွေးရဲ့အုတ်ကူကိုတန်ရှင်းရင်မလုပ်ဘူးလားဆိုပြီးလူပြောများနေတာပါအင်တာနက်ပေါ်မှာတော့မင်းသွေးရဲ့အုတ်ကူဟာရှင်လင်းတန်ရှင်းရအောင်မလုပ်လို့လူပြောများနေတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမင်းသွေးဆိုတာကတော့ပြည်သက်တီတော်တော်များများသိကြတယ်လို့ပဲမြန်မာနိုင်ငံရဲ့ထိတ်တန်းအကယ်ဒမီမင်းသားနေတို့ရဲ့ညီရင်းဖြစ်ပါတယ်။ မင်းတို့ရကိုဖြစ်သူလိုမျိုးအမှုပညာလောကမှာထိတ်တန်းမင်းသားဆင့်ကိုမလျှောက်ခဲ့ပေမယ့်အကိုရင်းဖြစ်သူနေတွန်းလိုထိတ်တန်းမင်းသားတလက်ဖြစ်ဖို့အလားအလာတွေကိုပိုင်ဆိုင်ထားတဲ့သူပါမင်းတို့ဟာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတော်တော်များများမှာသရုပ်ဆောင်နေကြတာဖြစ်ပြီးအဘိဓုပရိသတ်တွေအခိုင်အမာရရှိနေတဲ့အမှုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်မင်းတို့ရဒီလိုနုပညာလုပ်တွေလုပ်ကိုင်းနေရင်တနေ့မှတော့ဘောလုံးကစားနေရင်ရေတောက်မီယာကနေဟတ်တက်ဖြစ်ကငယ်ရွယ်စဉ်ချိန်မှာပဲစုံပါွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ် တယုံဆောင်မင်းတို့တရားအခုလိုမျိုးရုတ်တရက်ကွယ်လွန်ဆုံးပါသွားတာကြောင့်လေသူ့ရဲ့မိသားစုဝင်တွေချစ်သူကောင်မလေးနဲ့ပရိသတ်တွေအားလုံးကနှမျောတက်တာဝမ်းနဲ့မဆုံးဖြစ်ခဲ့ရပါတယ်အခုဆိုရင်တယုံဆောင်မင်းသွေးတရောင်လူလောကကြီးကနေနှုတ်ဆက်ထွက်ခွာသွားတာကရှင်းနေပြတော်မှာပါဒါပေမဲ့အပိသူပြိတက်တွေကတော့မင်းသွေးကိုတတိတိယရှိနေကြစေပါအစောပိုင်းမှာတော့မင်းသွေးရဲ့ချစ်သူကာမလီကီကီဆိုကမကြာခဏအုတ်ခုကိုတန်ရှင်းရေးလာလုပ်ပေးတယ်ဆိုပြီးအင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့ခဲ့ပါသေးတယ် ဒါပေမဲ့ခုတော့ဗီဒီယိုဆမှာပြောခဲ့သလိုအုတ်ကူကိုတန်ရှင်းမလုပ်ထားလို့လူတွေကမင်းသွေးအတွက်စိတ်မကောင်းဖြစ်ကြတာပါတချို့ကတော့မင်းသွေးရဲ့အကိုရှင်းဖြစ်သူနေတို့ကလာမလုပ်ဘူးလားဒီလောက်ချမ်းသာတာဆိုပြီးပြောကြပါတယ်ဒါပေမဲ့လေမြမမစကပုံးရှိတာကပျောက်သွားသူရှာရင်တွေ၊ကွယ်လွန်ဆုံးပါသူတွေကိုတော့ကြာရင်မေးပါ နေတိုးမှမပြောနဲ့လူတော်တော်များများဟာမိမိတို့ရေဆွေမျိုးတွေကွယ်လွန်သွားတဲ့အခါမှာဝန်နေကြပါမိနှစ်တီကြလာတာနဲ့များမြေပြောက်သွားကအသက်ရှင်နေတဲ့လူတွေမှာတော့စာဝင်နေရေးစီးပွားရေးအတွက်ရုန်းကန်ကြရတာကဓမ္မရာပါပဲဒါကြောင့်လေနေတိုးအနေနဲ့ကိုကြီးလေးမင်းသွေးရဲ့အုပ်ကူကိုတန်ရှင်းလာမလုပ်နိုင်တာကအပြစ်ပြောစရာတစ်ခုတော့မဟုတ်ပါဘူးနော် မင်းသွေးမှမဟုတ်ပါဘူးတခြားသောကွယ်လွန်ဆုံးပါသွားတဲ့နမကြီးနုပညာရှင်တွေရဲ့အုပ်ဂူတွေတော်တော်များများဟာလေအခုဆိုပြုတ်ပြင်ထိမ့်သိမ့်မဲ့သူမရှိဘဲဟောင်းလွှမ်းနေကြပါပြီဒါကြောင့်လေလူတွေဟာအသက်ရှင်နေတော့ခဏမှသာလောဘဒေါသမာနတွေနဲ့ကြိုင်ဆိုင်ကြပေမယ့်မိမိတို့ကွယ်လွန်သွားတဲ့အခါမှာတော့ရုပ်ခန္ဓာကိုယ်ဟာလူမသိသူမသိခြုံတွေပိတ်ပေါင်းများစွာနဲ့အဆုံးသတ်ရတာဖြစ်ပါတယ် နေတိုးဘက်ကကြေရင်လည်းတကယ်တမ်းပြန်တွေးကြည့်မယ်ဆိုရင်လည်းနေတိုးဆိုတာနိုင်ငံကျော်မင်းသားတက်လက်ဖြစ်တာမို့အမှုပညာအလုပ်တွေခီးစင်တွေနဲ့မဟာလက်နိုင်အောင်ဖြစ်နေတာကိုလည်းထည့်သွင်းစဉ်းစားပေးတင်ပါတယ်။ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အယူအဆအရဆိုရင်လည်းတည်ဆုံသွားသူအတွက်အုတ်ဂူကိုသွားပြီးတန်ရှင်းရေးလုပ်နေရထံဘုန်းကြီးကျောင်းမှာဆုံးခတ်တရားနာပြီးကုသိုလ်ကောင်းမှုပြုလုပ်ပေးဟာကပို့ပြီးထိရောက်တယ်လို့ယုံကြည်ကြတာလည်းရှိပါတယ်။ နေတုံးနေနဲ့လူသိရှင်ကြောင့်အုတ်ခုသွားမကြတော့ပေမယ့်နောက်ွယ်မှာညီလေးအတွက်ရှိစုပြီးအလူတန်းတွေလှုပ်ပေးနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်မျက်မြင်ချင်းတွေတစ်ခုတည်းကိုကြည့်ပြီးမိသားစုမြတ်တာကိုအဆုံးပြတ်ပေးလို့တော့မရနိုင်ပါဘူး။အရေးကြီးတာကမင်းသွေးဆိုတဲ့အမှုပညာရှင်တယောက်ကိုပြိသက်တီရှင်ထဲမှာအမြဲရှိနေဖို့ကပိုပြီးဓိကကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောအုတ်ခုကိုတန်ရှင်းရင်လောက်တာမခံရတဲ့မင်းသွေးကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။ မိမပြတ်သူကိုလမ်းစဉ်တင်ရချီပြီးပုံလိုက်ကြီးပေးခဲ့ကြောင်းကိုရိုင်းဖြစ်ရှင်းလာတဲ့ပိုင်းတကုံလိုင်းမမရမ်းနမယ်ကြီးနေတဲ့ပိုင်းတကုံတို့တားမိကိစ္စမှာတိုင်းဖြစ်သူပိုင်းတကုံဟာသူ့ရဲ့အမိဒေါ်ဂျူဂျူနဲ့ပထွေးဖြစ်သူကိုလမ်းစဉ်တင်ရချီပြီးအပုံလိုက်ကြီးကြောခဲ့ကြောင်းကိုရိုင်းဖြစ်ရှင်းလာခဲ့ပါတယ်ဒီကြောင့်မို့ပိုင်းတကုံကလွန်ခဲ့တဲ့၃နှစ်ခန့်အိမ်တော်မပြူခင်ကမီဒီယာရှေ့မှာတရားဝင်ပြောဆိုခဲ့တာဖြစ်ပြီး မိဘကိုလှုပ်ကျွရတဲ့တာပြင်သူကသူတားဂုံယူနေကြတာပါပိုင်းတော်ရဲ့စကားကိုနားထောင်ကြည့်မယ်ဆိုရင်ကျွန်တော်အမေကိုလာတိုင်းတင်းဆက်ကြည့်ပြီးပေးတယ်တင်းရကြည့်ပြီးပုံလိုက်ကတော့တာလေးလည်းရှိတယ်အမေလူတွေကြိုက်တလောက်လုံးကျွန်တော်ထုတ်ပေးတယ်အမေနဲ့ကျွန်တော်ဆိုတော့ဒီဘဝမှာပဲတားမိတွေဖြစ်ရတာလေကျွန်တော်အမေကိုနောက်ဘဝတွေထိတန်တရာထိစိတ်ချမ်းသာတာတာနဲ့ကျေးဇူးဆက်ချင်တာအဲ့ဒါကြောင့်ခဏခဏလေးပြောတယ်အမေအမေကျေးဇူးဒီဘဝမှာရင်တားတက်နိုင်ဆုံးဆက်ချင်တယ်နောက်ဆက်မတင်နဲ့ အလူရဲမိတ်ဆက်ကြိုင်လုံးလူရင်သားကိုပြောပါလို့ပြောထားတယ်။အခုလည်းအင်ကြီးနဲ့ကတော့တော့အမေပြောမှာပါလို့ပြောကြခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကပိုင်းကောင်ကလည်းအိမ်တောင်မကြသေးပဲမိဘပေါ်တိတက်သူဖြစ်ကြောင်းမြင်သာလာပါတယ်။ဒါကြောင့်ဒီလိုထုတ်ပြောခဲ့ခြင်းကအခုလက်ရှိဒေါ်ကျူကျူရဲ့ဆွဆွဲချက်တွေအတွက်အကောင်ဆုံးဖြည့်ရှင်းမှုဖြစ်လာခဲ့တာပါ ရိတ်သက်တီကတော့ပိုင်ကွန်ရဲ့မိသားစုအရေးပေါ်ပိုင်ကွန်ကတားလီမာတယောက်ပါလက်ရှိတော့ကျူကျူရဲ့ခင်မောင်ဟာပိုင်ကွန်ရဲ့အဖေအရှင်မဟုတ်တလို့ဂျန်နေမောင်နှမတွေဟာလည်းပိုင်ကွန်ရဲ့တွေ့သားချင်းနေမဟုတ်ကြပါဘူးဒါပေမဲ့လည်းသဘောထားပြေဝတဲ့ပိုင်ကွန်ဟာအဖေမေနာမည်ဂျန်နေမောင်နှမတွေကိုရောတင်ကြီးတသိန်းကျော်တန်းနဲ့အင်ကြီးဝယ်ပေးခဲ့ုံသာမကအဲမောင်နှမတွေကိုလည်းတိုက်ခန်းတခန်းစီဝယ်ပေးခဲ့ပါသေးတယ်ဒါပြင်ပိုင်တကွန်ရဲ့ညီနဲ့သူ့ကောင်မလေးဖြစ်တဲ့ကိစ္စမှာလည်းပိုင်တကွန်ဟာပတ်စံတော်တော်ကုန်းခဲ့ပါသေးတယ်။ အခုလည်းပိုင်းနဂုံကအိမ်အောင်ပြုတ်ပြီးဖြစ်လို့သူ့အနေနဲ့သူ့မိရင်းကိုပဲကျွေးမွေးချင်တာတဘာဝကြပါတယ်။သူ့မိအနေနဲ့ကလည်းပိုင်းနဂုံကပတ်စံရှာနိုင်နေတော့တခြားမွေးသားတွေသူ့သားသမီးတွေကိုပါကျွေးမွေးထောက်ပံ့စေချင်တာပါ။လင်းမြောက်ဘူးကလည်းတထေသမီးဆိုတော့မျှော်ကြတာလည်းပါတာပေါ့။အစားရေကပညာတက်ပြီးထက်မြတ်လွန်တဲ့လင်းမြောက်ဘူးကပိုင်းနဂုံအမိလောက်တာတွေကိုပဲလက်ခံနိုင်မတော့။ပန်ကောအနေနဲ့သူ့လုတ်ပေးစရာရှိတာတွေကိုသူ့လုံးနိုင်တာထပ်ပို့ပြီးလုတ်ပေးပြီးမို့အခုသူ့မိမဘက်ကရက်တီတာမဆမ်းပါဘူး။ လက်ရှိအချိန်မှာကိုကြီးပြင်းရှင်တန်ခဲ့တဲ့မိသားစုထံကိုရိုင်းတိဆောက်ထားတဲ့မိသားစုကပိုးရေးကြည့်တာမို့ပိုင်းတကွန်ရဲ့ရွေးချယ်မှုမှန်ကန်ပါတယ်လို့မှတ်ချက်တွေရေးခဲ့ကြပါတယ်။လက်ရှိမှာတော့ပိုင်းတကွန်ဟာတားဖြက်ကနေဆွတ်လွတ်ခြင်းခံထားပြီးမိခင်ဖြစ်သူနဲ့လည်းဆက်သွယ်မရှိသေးဘူးလို့သိရပါတယ်။ပိတ်သက်ခြင်းတို့ရောလူပြိုပွားမှာမိဘကိုလှဆင်သိမ်းရချပြီးအပုံလိုက်ကတော့ပြီးပါပြီလို့ထောက်ပေါ်ဖြစ်ရှင်းလာတဲ့ပိုင်းတကွန်ပေါ်ဘလို့များထင်ကြပါသလဲနော်။ 2025အတွင်းဖြစ်ပွားခဲ့သောမြန်မာပြည်ကရဲ့အပေါင်းဆုံး2025ရဲ့နောက်ဆုံးသောဒီဇင်ဘာလကိုရောက်ပြီဆိုတော့မြန်မာနိုင်ငံအတွင်းမှာဘလုံပွဲတွေဖြစ်သွားတယ်လို့ဆိုတော့အားလုံးသိကြကြမှာပါဗုဒ္ဓဘာသာနေအောင်လာအောင်လို့ထွန်းလင်းတဲ့ရွှေနိုင်ငံတော်ကြီးမှာလာတိုင်းလာတိုင်းပြည်ထနာအပေါင်းဆုံးကရဲ့အပေါင်းဆုံးဖြစ်ပွားနေပြီ2025ရဲ့ပွဲစဉ်အားလုံးကိုပေါင်းလိုက်ရင်ပြောမဆုံးမောင်းတောတုံးတောင်ဖြစ်တဲ့အထိများပြားလာပါတယ် ဒါကြောင့်လုံလုံလတ်လတ်ဖြစ်တာပင်လူတွေမှတ်မိလာမယ့်ပွဲတွေကိုပင်တန်းစီပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပိုင်တကွန်ကနာမည်ကြီးနေတာဆိုတော့ပိုင်တကွန်နဲ့ပဲစပြီးပိုင်တကွန်နဲ့ပဲဆုံးနိုင်ရှာအောင်ပါ။ပိုင်အောင်ဆိုရင်ကာလာနဲ့စတဲ့အစွန်တော်လူလူမင်းသမီးလူလူတယောက်ကပိုင်တကွန်ရဲ့လက်ထပ်ပွဲကိုတတူသမီးဝတ်ဆောင်ကြီးဝတ်ချလာခဲ့ပြီးသူသားလည်းပိုင်တကွန်ကိုအနားနဲ့ဆုံးတော်သူဖြစ်ကြောင်း လင်းမြဖုန်နဲ့ရံဖြစ်လို့ညလုံးပေါင်ကိုပြီးရှိုက်ကွင်းကိုလာတော့ကပိုင်တကွန်ကို သူ့ဘဲချော့ခဲ့ရာကြောင့်ပစ်မိခဲလောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှရင်ပြည်ရင်တီဟာကမြမြကြီးကမင်းသမီးတယောက်နဲ့ဖောက်ပြန်နေကြောင်းထားပြောရင်နော်ဖုန်းနဲ့လွှတ်ပိုင်ကိစ္စကိုပါပေါ်လိုက်လို့ဝူရှူဝါရီဖြစ်ကုန်ပါတယ်။ရုတ်ရက်နန်းစုံရည်ဆိုကစောနပွေနဲ့ရှုပ်ခဲ့တဲ့ဘဲပေါင်လေးလွှမ်းပိုင်ကိုမြစ်တာကြီးစွာလက်ခံထားတဲ့မမအဖြစ်နာမည်ထကြည်ပြန်ပါတယ်။သူများ၏ဖောက်ပြန်ပြီးခြေချင်းလိမ့်နေရာကိုစိတ်ဝင်စားသူကတော့ချစ်မွားလေးတို့ဆုံတွဲပါ မေပကြီးကလည်းချစ်မွားလေးတို့ကိုအားကြလို့အလှတကုံပြင်ပြီးလက်ထက်ကွင်တောင်းတာကိုအရန် surprise ဖြစ်ပြပါဗယ်။ဤချောဘုတ်ကလည်းမေပကြီးရဲ့ဆုံတွဲကိုတတို့သမီးထက်သာဝှစားပြပြီးပွဲတက်လို့ပွဲစုတော့မှတင်။ငယ်စဉ်ဆုံတွဲကတရားဝင်နေချပြလာပါပြီ။ဆိုပြတဲ့စင်နဲ့ဟဲဝရရင်လက်ထက်ကွင်တောင်းပွဲကတော့ကြောက်ဆောင်ကြီးဆိုပြီးနာမည်ကြီးခဲ့ပါဗယ်။ငယ်စဉ်6နှစ်ချစ်သူတဒန်းအတွက်မင်္ဂလာပွဲ6ပွဲလူကြီးတွေကစီစဉ်ပေးပါတယ်။ဟဲဝရရင်တို့မိကမီဒီယာတွေရှေ့မှာ6ခံကိုပါတယ်။ စူပိတစင်အမိကလည်းအားကြမကန်ဟိုတယ်ကထွက်မှာထန့်ငုံပါတယ်။အလုံးကုန်လူကောင်းတော့ရွှေမန်းရဲ့ဝလုံးကားကြီးကလမ်းပေါ်ဖြတ်သွားပါပြီ။တန်တာမိုးသိန်းက host dom လောက်ပါနေလို့တားလို့ရှိတဲ့ထွန်းတော့ကအကုန်ပတ်တောင်းမှန်လိုက်ပါတယ်။အလုံးပွဲချိန်ကြောင့်မိနိုင်မစားနိုင်ဖြစ်တော့ကချမ်းချမ်းသူ့သမီးကိုဘာသာပြောင်းပေးလိုက်လို့ဖုံးတိုက်နေစကားများကြပါသေးတယ်။ကြားရင်မှလည်းလောင်ကြမြိုက်ကြနဲ့ကြားပြန်ရည်ဆောင်လူကြီးသားကိုကာမြင်ပြီးကြိုင်မိလို့တိန်လုံးခွာသွားတဲ့ဖြစ်ရလေးပေါ်လိုက်ပါသေးတယ်။ ညိုမီလွင်ကိုထားပြဲတဲ့ကောင်းလေးလက်ဟုတ်ချပြီးတောင်းမှန်လိုက်ရတာအလုံးသိပါပဲဒီလိုနဲ့ရုတ်တရက်ကြီးတီးစမရောက်ပြီးအင်းချလာလို့ရန်ကုန်သားတွေအမြဲတင်းထားတဲ့ဟူဒီထူကြီးထောက်ဝစ်ကြပြန်ပါတယ်အဲ့ဒီအချိန်မှာမအင်းနိုင်သူကတော့ကျွတ်ကျွတ်ကိုမေးသွားကြပြီလားဆိုရင်ပိုင်တကွအမေပါမဘယ်လိုက်ပြီးမိုက်ဖက်ပါနေတဲ့သားကိုသူကျိုးသူခံရပါစီဆိုပြီးချိန်လို့အန်တီကျူကွန်အားလုံးဝိုင်းလော်နေကြချိန်ပန်ဒီကွန်ကဒီနီယာလေးကအေးချမ်းနေဆိုပြီးသူမိမနဲ့ဖတ်ထားတဲ့ပုံကိုထပ်တင်လိုက်ပါတယ် ဆဆုမမတ်ပုမတို့ကလည်းပိုင်နဂုံကပထွေးနဲ့လက်ကြောမတင်နဲ့မောင်နှမတွေစားဖို့တပေါ်အလုံးစာရှာကျွေးခဲ့ကြောင်းတည်င်းနီထတင်ကြပြန်ပါတယ်။အမေးလက်နာယူနေတဲ့မလနုကြောင်းတော့ထဲ့မပြောတော့ပါဘူး။ပရိတ်တချင်းတို့ရောဒီပွဲစဉ်တွေအကုန်လုံးကိုသိကြလား။ပိုင်နဂုံရဲ့ကိစ္စမှာရောဘသူမှန်တယ်မားတယ်လို့ထင်တယ်လဲဆိုတော့ကို comment မှာရှိခဲ့ပေးကြပါအောင်ရှင်။လိုင်းဘောကလူတွေကြောင့်စိတ်မကောင်းဖြစ်လို့ဆင်းရုံရောက်သွားတဲ့ပိုင်နဂုံအမီတော်ခင်ကျူး ိုင်းဘောက်ကလူတွေကကိုချင်းမဆာမနာပြောနေတင်နေကြတဲ့တဲ့နေကြောင်းစိတ်ထိခိုက်ကသွေးတိုးပြီးဆင်းရုံရောက်သွားတာကပိုင်းတကွန်အမေဖြစ်ပါတယ်အလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရှပိုင်းမှာတော့ပိုင်ကွန်နဲ့သူ့မိဒေါခင်ကျူကကိစ္စကဟိုးလေးတကြောကြောဖြစ်သွားတာပါဒေါခင်ကျူကပိုင်ကွန်ကမိဘအပေါ်ကိုတိတက်လိမ္မာမှုမရှိလို့မိသားစုဝင်ဖြစ်အတိမတ်မပြူတော့ကြောင်းပိုင်ကွန်အမေဒေါခင်ကျူကပြောလာတာဖြစ်ပါတယ်ဒါကြောင့်လေလူတွေကြားနေဟိုးလေးတကြောကြောဖြစ်သွားတာပါ ဒီလိုအမှုပညာတာဝန်ကလူတွေတချို့သောလူတွေက ပိုင်တကော့အမေကိုပဲပြစ်တင်ဝေဖန်ကြတာဖြစ်ပါတယ်။အထူးသဖြင့်မိဘဆိုတော့သားသမီးလောက်စာမစားတဲ့ကြောင့်ပိုင်တကော့ဟာလူပြိုဘဝမှာမိသားစုကိုတိမ်းတောင်းချော်ရန်အိမ်နေတူတခြားသောစာဝင်နေရေးတွေထောက်ပံ့ခဲ့ပြီးသားဖြစ်ကြောင်းအခုတော့အိမ်တောင်ချလို့မပေးနိုင်တော့မှပိုင်တကွန်ကိုပြဿနာရှာတာကမဖြစ်တဲ့ကြောင်းပိုင်တကွန်အမေကိုပြစ်တင်ကြတာဖြစ်ပါတယ် ဒီကြားထဲပိုင်းကုံမီပတ်စံမတ်တာနောက်ရင်နောက်ပြူလာကစာမင်္ဂလာပွဲမှာပိုင်းကုံကိုစုပူရာဆုံးလူတွေကပြပြောကြတာပါအစိုးဆုံးကတော့ဂျွန်လွင်နဲ့ဆယ်လီဝင်းမင်းတန်တို့ပါပဲအခုတော့ပိုင်းကုံအမေဟာလူတွေကသူမကိုပြောဆိုနေကြတာကိုမခံနိုင်လို့စိတ်ထိတ်ကြိုက်ကအိမ်ရဲဘုံဘုံလဲသွားပြီလို့ဆိုပါတယ်